မင်္ဂလာပါဒီပြပိုင်လေးကတော့စီကန်းရှိခြင်းသည်လွတ်လပ်ခြင်းဖြစ်တယ်ဆိုတဲ့အတိုင်းပဲစီကန်းနဲ့မိမိကိုယ်ကိုထိ ंछ ုံနိုင်စွမ်းဟာလူတစ်ယောက်ရဲ့ဘဝမှာဘလောက်အရေးကြီးတယ်ဆိုတာကိုကျွန်တော်ပြပြပေးချင်ပါတယ်စီကန်းဆိုတာကိုလုံးရမယ့်အရာတွေကိုလုံသိတဲ့အချိန်မှာလုံဆောင်ခြင်းဖြစ်ပါတယ်ခင်ဗျာခက်ခဲတဲ့အရာတွေကိုတောင်မှလုံဆောင်ဖို့အရန်လိုအပ်ပါတယ်စီကန်းရှိခြင်းဟာကိုယ့်ကိုယ်ကိုပုံမအားကောင်းစေပြီးအရာရာကိုလည်းရင်ဆိုင်နိုင်စွမ်းပေးနိုင်ပါတယ်ခင်ဗျာစီကန်းဆိုတာ အခက်ခဲတွေကိုကျော်လာနိုင်ဖို့အတွက်အခြေခံအုံမြင့်တစ်ခုဖြစ်ပါတယ်ခင်ဗျာလူအများစုကစီကန်းတွေကိုကန့်တတ်ချုပ်ချယ်မှုလို့မြင်နေပေမဲ့အောင်မြင်တဲ့သူတွေကတော့စန့်ကျင်ဘက်ကို ပြောကြပါတယ်ခင်ဗျာကိုကိုကိုစီကန်းစီခြင်းအဖြစ်ကိုလိုချင်တဲ့အရာတွေကိုလည်းရရှိနိုင်ပြီးတကယ်ပဲလွတ်လပ်မှုကိုခံစားနိုင်တယ်လို့ဆိုပါတယ်ခင်ဗျာဥပမာစားတောက်မှုမှာစီကန်းရှိမယ်ဆိုရင် ကိုခနာ ကျန်းမာပြီးတော့ပုံမှန်အတိုင်းလှပတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်နိုင်တာကြောင့်လိုချင်တာတွေကို စားတော့ဖို့လွတ်လပ်မှုရလာပါတယ်ခင်ဗျာလေ့ကျင့်ခန်းလောက်ရမှာလဲစီကန်းရှိရင်ခန္ဓာကိုယ်ကြန့်ခိုင်ပြီးတော့ပင်မမှုမရှိဘဲနဲ့လွတ်လပ်စွာလှုပ်ရှားနိုင်ပါတယ်စီကန်းရှိဖို့အတွက်မိမိကိုယ်ကိုယ်လည်းထိန်းချုပ်နိုင်စွမ်းကမရှိမဖြစ်လိုအပ်ပါတယ်ခင်ဗျာပြင်းရည်ချင်းကြောက်ရွံ့ခြင်းနဲ့အပြစ်တဘောဆောင်တဲ့စိတ်ကံစားမှုတွေကိုထိန်းချုပ်ပြီးတော့မှန်ကန်တဲ့အရာတွေကိုလည်း လှုပ်ဆောင်ရမှာဖြစ်ပါတယ်ခင်ဗျာဒါဟာကက်ခဲနေပေမဲ့စ조사ရင်မိသူမဆိုရနိုင်ပါတယ်ခင်ဗျာစီကံရှိတဲ့သူတွေဟာပြင်ပအခြေတွင်နေနဲ့တခြားသူတွေအပေါ်မှာမိကိုနေရာချင်းမရှိဘဲနဲ့ကိုပိုင်စွမ်းအားနဲ့တက်ရှင်နိုင်ပါတယ်ခင်ဗျာဒီစွမ်းအားဟာမိမိကိုယ်ကိုယုံကြည်မှုတွေပေးပြီးတော့မှကိုယ့်ရဲ့ဘဝမှာအောင်မြင်မှုတွေစီကိုဥဆောင်သွားနိုင်ပါတယ်ခင်ဗျာမိစတို့အနေနဲ့တကယ်အောင်မြင်ချင်တယ်ဆိုရင်မနက်စောစောထပြီးကိုယ့်ရဲ့နေ့စဉ်လုပ်ငန်းတွေကို စနစ်တကျနဲ့လုံဆောင်ရမှာဖြစ်ပါတယ်ခင်ဗျာနေ့တိုင်းကိုယ့်ရဲ့ပန်းတိုင်းတွေစီရောက်အောင်ခြေလမ်းတွေလှမ်းဖို့အတွက်အားထုတ်ရမှာဖြစ်ပါတယ်ခင်ဗျာဒီနေ့တော့ normal marketing လုပ်နေတဲ့သူတွေအတွက်စီကန်းနဲ့မိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်းဟာလူတယောက်ရဲ့ဘဝမှာဘယ်လောက်အရေးကြီးတယ်ဆိုတာကိုပြောပြပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုဖိုင်လေးကိုနားထောင်ပြီးတဲ့အခါမှာဘေးရှိလို့အတွက်အကျိုးရှိတယ်ဆိုရင် like and share လေးလုပ်ပေးပါအောင်ခင်ဗျာနောက်ဗီဒီယိုဖိုင်လေးမှာ ပြန်ဆောင်ကြမယ်ခင်ဗျာအားလုံးပဲကျမ်းမာချမ်းသာ၍အောင်မြင်ပျော်ရွှင်ကြပါစေကျွန်တော်ကိုစွမ်းဖြစ်ပါတယ်